မင်းကောင်းရင်ငါမစိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလည်းငါမစိုးပါဘူးပဲပြောရမှာပဲเนาะသူကောင်းကောင်းမကောင်းကောင်းကိုယ်နဲ့မဆိုင်ဘူးကိုယ်ကောင်းအောင်လုပ်မယ်ဆိုစိတ်တက်ကိုထားရသော်ပြန်ဟောတဲ့တန်လေခတ်တုတ်တံမှာအဲ့ဒီတိုင်းပဲရသော်ပြန်သူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတဲ့နဲ့ငါနဲ့ဘာမှမဆိုင်အဲခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးเนาะမင်းကောင်းရင်ငါမစိုးပါတဲ့မင်းစိုးလို့ငါစိုးတယ်ပေါ့ အတိပဲဟောနော်ပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ်တိခန့်တယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်သိမခံဘူးဆိုတဲ့အတိပဲချိန်ချောက်လိုက်သေးတယ်နော်အဲ့တော့အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတိခန့်တယ်ဆိုတာငါအတိုင်းတာမထားဘူးဒီလိုပြောမှမယ်ပုံပြီးတဘာဝကြတိခန့်တယ်ဆိုတဲ့သဘောဘာမှအကန့်အသတ်မထားဘူး ခံပါပဲတိခံပါပဲဒီလိုထားရအောင်မင်းကောင်းသည့်ဖြစ်စေမကောင်းသည့်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမူပြီးပါမယ်ပေါ့ဒီလိုဖြစ်ရအေးဒါကြောင့်မို့ညဘုရားရဲ့အဆုံးအမနဲ့ချမ်းသာဒုက္ခကိုရှာတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ချမ်းသာဒုက္ခကိုရှာတယ်မေတ္တာနဲ့ချမ်းသာဒုက္ခကိုရှာမယ်ကရုဏာနဲ့ချမ်းသာဒုက္ခကိုရှာမယ်မုဒိတာနဲ့ချမ်းသာဒုက္ခကိုရှာမယ် ောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှာရင်မိမိလှုပ်တဲ့လှုပ်ရဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးသူတော်ကိုလည်းမထိခိုက်ဘူးမထိခိုက်သည့်အတွက်ကြောင့်သူလည်းချမ်းသာကိုယ်လည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုယ်လည်းချမ်းသာအဲ့ဒါလို့ဤမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာရဗုဒ္ဓရဲ့ဆုံးမနဲ့ဒီချမ်းသာဒုက္ခကိုရှာခြင်းပဲလို့ဒီလိုဆိုတာလောကမှာလူတွေဟာ ကိုယ်ဆင်းရဲမှကြောက်လို့တစ်ဖက်သားဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီနှိုင်းရှင်လေးလံကြည့်မယ်ဆိုလို့ရှိရင်တော့အော်သူလည်းချမ်းသာကျင်တာပဲငါလည်းချမ်းသာကျင်တာပဲငါအတွက်နဲ့တော့သူစိတ်မဆင်းရဲပါစေနဲ့ဒီလိုနှလုံးသွင်းပြီးတော့သာချမ်းသာသူဟာရှာတဲ့လိုက်ပေါ့